မင်္ဂလာပါခင်ဗျာဆိုင်ရည်သူဆရာကြီးဝင်းဖေရေးသားတော်ချက်ကြီးအတွက်အရက်လို့အမိရတဲ့ဝတ္ထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာချက်ကြီးအတွက်အရက်တောင်ကုန်းကလေးကိုကြော်ပြီးတက်လာတဲ့ဆရာပါမင်းကိုမြင်ကလေးကချက်ကြီးပြာရာခတ်သွားတယ်ဆရာပါမင်းဆိုတာကချက်ကြီးတို့တဲကို လာတတ်တယ်ဆိုပေမဲ့တလတစ်ခါနှစ်လတစ်ခါဆိုသလိုပါ လာတိုင်းလာတိုင်းဆရာပါမင်းကတိတ်စကားပြောတာမဟုတ်ပါဘူး ဆက်ကြီးတို့တဲမှာထိုင်မယ်အရက်ရှိရင်တောက်မယ်မရှိရင်လည်းရှိတာခြာကျွင်းရင်စားမယ်ဆက်ကြီးတို့လည်းမယားကိုနည်းနည်းပါးပါးဆုံးမမယ်သူ့မှာပါလာတဲ့စာအုပ်ကိုဖတ်မယ်ဒါမှမဟုတ် အလွန်စိတ်လိုလက်ရရှိရင်စကားနည်းနည်းပြောမယ်ပြောပြန်ရင်လည်းသူ့စကားပြောချင်ရတာပြောတာပါများသောအားဖြင့်ကတော့ဆက်ကြီးတို့လည်းမယားနားမလည်နိုင်တာတွေပါပဲဘာပဲပြောပြောဆက်ကြီးကတော့ဆရာပါမင်းကိုလှုပ်အထင်ကြီးနေတာသိကြတယ် ချက်ကြီးကို၃လေးကာလကဲတင်ခဲ့ဘူးတဲ့ဒါကလည်းရံဖြစ်ပြီးရိုက်တဲ့နှက်တဲ့ကိစ္စတို့သူ့မိကိုမိအငင်းပွားပြီးရံဖြစ်ကြတဲ့ကိစ္စတို့ချက်ကြီးမြအမေကိုခိုးသွားတော့ကအရှုတ်ခံရတဲ့ကိစ္စတို့ဒါပါပဲဆရာဘာမင်းကကြောင်းเสียလေတော်ကြောင်းเสียပေါ့ကြေးစင်ရွာကကြောင်းနဲ့ဆရာတော်ပြီးရင်ဆရာဘာမင်းကဩဇာအရှိဆုံးပဲကြောင်းเสียအသက်ပဲအနှစ်30ကျော်လာပြီမဟုတ်လား ဘဟုတုတကလည်းတိတ်ရှိလို့ပြောရမယ်။ဒါကရွာကသူတွေပြောကြတာပါ။ဆက်ကြီးကိုယ်တိုင်ကတော့ဆရာပါမင်းဘာဘဟုတုတတွေရှိရဲဆိုတာဂဂနာနာသိတာမဟုတ်ပါဘူး။ဘာပဲပြောပြောဆရာပါမင်းကိုဆက်ကြီးလှုပ်ပြီးတော့အထင်ကြီးတယ်။လှုပ်ချိုးသေးတယ်။လှုပ်ကြောက်တယ်။ရှင်းလဲရှိပါလေ။ဆရာပါမင်းဆက်ကြီးတို့ရှောင်းဝါမရောက်ခင်ကတည်းကအိမ်ရှိအိမ်ဝန်းကမှာဆက်ကြီးတင်ပြပြလေးခင်းပြီးဖြစ်နေပြီ။ လုံချီခေါင်းတထည်နဲ့ကြပြကြရဖုန်ခါပြီးနေပြီအကျန်းအိုပြေးယူပြီးရှားထားနှစ်ပြီမြမေတို့ရွာသားဘက်သွားနေလို့ပေါ့နို့မို့မြေဘဲကလေးကြော်ခမ်းရရင်ကောင်းတာဆရာပါမင်းတဲပေါ်တက်လာတော့ထူးထူးထွေထွေနှုတ်ဆက်လဲမနေဘာမှလည်းမမေးသေးခင်းထားတဲ့တင်မျိုးဖြာပေါ်လည်းမထိုင်ကပြင်းနဲ့အင်ချေခမ်းကြားတပေလောက်အနှိမ့်အမြင့်ဖြစ်နေတဲ့နေရာလေးမှာပဲထိုင်လိုက်တယ်အုတ်ထုပ်ကိုချုပ်ပြီးရက်ခတ်ရင်အမောဖြစ်နေတယ် ဆရာပါမင်းကိုချက်ကြီးကအကြောက်လွန်းအယိုသေးလွန်နေတော့တင်ပြပြပေါ်ထိုင်ပါဆရာဘာညာနဲ့လောကဝတ်တောင်မပြောရဲပါဘူးကြိုက်တယ်လို့ထိုင်လိုက်တာကိုပဲကြည်နေရတယ်သူ့ကိုဘာမှမပြောသေးပဲအချိန်ကြာလာတော့မှကြောက်ကြောက်နဲ့မေးရတယ်ဆရာကြီးနေနေကောင်းတယ်နော်ဒီလိုမေးလိုက်ပြီနဲ့ဆရာကြီးကချက်ကြီးကိုလှဲ့လဲမကြည့်ဘူးဖြေလဲမဖြေပါဘူးသူ့ဟာသူ့အမောဖြေတဲ့အလုပ်ကိုပဲဆက်လုပ်နေတယ်အတော်ကြာမှ နေကောင်းတို့မင်းစီငါလာနိုင်တာဘောကွာ။အော်ဟုတ်ဟုတ်ကဲ့။တခါဘာမှမပြောဘဲငြိမ်နေကြပြန်ရော။ခဏကြာတော့အုတ်ထုပ်ကိုဖေးချလိုက်တယ်။ချက်ကြီးကအဲ့ဒီအုတ်ထုပ်ကိုအဝင်ဝဘေးကစင်မြင်ကလေးပေါ်တင်ထားဖို့စဉ်းစားသေးတယ်။ဒါပေမဲ့ကြောက်တာနဲ့မလုပ်ဖြစ်ပါဘူး။အဲ့ရဲ့အလဲတိုင်းသားမှာခက်ရွတ်ရွတ်ကလေးထိုင်လိုက်တယ်။ပြီးတော့မှဆရာဘာမင်းစီကအတန်ထွက်လာပြန်တယ်။ညမေရော။ဟုတ်ကဲ့ မနေ့ကသူ့အရေးလေးလမ်းကြုံလို့ဝင်လာရင်မြမေအိမ်မှာရှိမရှိတာဖြေသားမှာကွာဟုတ်ကဲ့မရှိဘူးခမရနင်းစီမှာအရရှိလားအဲကျွန်တော်လည်းတတိတော့ရတာဒါပေမဲ့ရှိတယ်လားမရှိတာမေးနေတာပါကွာဟုတ်ကဲ့မရှိဘူးဆရာဒါပေမဲ့ကျွန်တော်မှာပတ်စံမလိုပါဘူးကွာပတ်စံကတော့ငါ့မှာလည်းပါပါတယ်ကျကျွန်တော် ကျွန်တော်တောင်းဝင်လိုက်မယ်လေဆရာနေပါကြကွာတွားရမှာဝေးလိုက်တာနေကလည်းပူသေးတိတော့မဆောက်နိုင်ဘူးကွာဟုတ်ကဲ့ဆရာဖာမင်းကဒါဆိုတာပဲအထုံးမတက်နဲ့သူကကြိုက်တာမဟုတ်ဘူးချက်ကြီးလဲတတိကြီးကြီးနဲ့ငြိမ်နေလိုက်ရတယ်ဆရာဖာမင်းကအပြင်မှာနေပူတာကိုခဏကြည့်နေသေးတယ်ပြီးမှမင်းစီမှာအရက်ပလင်းကုန်ရောရှိလားဟုတ်ကဲ့ရှိပါတယ်ပေးစံ ဆက်ကြီးကအရပလင်းအလုတ်ကို အများဆုံးပြေးယူလိုက်တယ်။တော်ပါသေးရဲ့။ပလင်းကဆေးပြီးကြောပြီးသားတန့်တန့်ချင်းချင်းပဲ။ဒါပေမဲ့ဆရာပါမင်းကတည်တည်ချာချာပြန်ကြည့်သေးတယ်။ပြီးတော့မှရေအိုးစင်ရှိရာကို သူ့ဟာသူထသွားတယ်။ဆက်ကြီးလည်းဘာမှဝင်မပြောရတော့ဒီတိုင်းကြည့်နေရတယ်။ဆရာပါမင်းကအရပလင်းထဲကိုရေအိုးစင်ကရေတွေအပြည့်ထည့်လိုက်တယ်။ပြီးတော့မှသူ့နေရာသူပြန်ထိုင်တယ်။အရပလင်းကိုတည်တည်ချာချာစူးစူးဆိုက်ဆိုက်ကြည့်တယ်။ ။နောက်ပြီးပလင်းဝါးကနေနန်းကြည့်တယ်။အရက်ဆင့်မဆင့်နန်းကြည့်တဲ့ဟန်ပဲ။ပြီးတော့မှချက်ကြီးကိုလှမ်းကြည့်ပြီး"ပေးတယ်။အဲ့ဒီထင်းကျွတ်တက်တာလေးဒီနာယူခဲ့"ချက်ကြီးကစက်ပြတက်တာငံကလေးကို ယူပြီးရွှေ့ပေးလိုက်ရတယ်။ဒီတော့ဆရာပါမင်းကပလင်းဝါးကိုထပ်ပြီးနန်းကြည့်ပြန်တယ်။ပြီးတော့မှတက်တာလေးပေါ်ကို ပလင်းကို တင်လိုက်တယ်။မင်းမှာဘာမြည်စရာရှိလဲ။ရှိတယ်ခမရ ပဲလော်ကျော်ကိုကြက်တုံနဲ့တုပ်လိုက်မယ်။အေးကောင်းတယ်။ဖန်ခွက်နဲ့ရေထဲဖို့မက်ခွက်လည်းယူခဲ့ကွာ။ဟုတ်ကဲ့။ရှက်ကြီးတန်းနိုင်တဲ့များမြန်အောင်လှုပ်ပေးလိုက်တယ်။ပဲလော်ကျော်တုပ်ကိုချပေးနေတော့ဖန်ခွက်နဲ့ရေထဲဖို့မက်ခွက်မြန်မြန်လှုပ်လေကွာ။အော်ဟုတ်ဟုတ်ကဲ့။ချက်ကြီးကမှစဉ်းစားမိတယ်။ရေပလင်းလည်းရှိနေပြီ။နောက်ထပ်လည်းရေထဲဖို့မက်ခွက်ပေးအောင်ဆိုတော့ဘယ်လိုလဲ။ ဘာမှစဉ်းစားမနေနဲ့ဆရာက ပေးဆိုပေးလိုက်စကကြောချေမနေနဲ့ဖန်ခွာဟောင်းလေးနဲ့ရေထဲပေါ်မခွက်ကိုယူခဲ့တယ်ရောလောက်ကွာမြန်မြန်မခွက်တဲ့ရေထဲသားဟုတ်ကဲ့ချက်ကြီးရေခတ်ပြီးလှဲ့ကြည့်တော့ဆရာဘာမင်းကပလင်းထဲကရေကိုဖန်ခွာဟောင်းလေးထဲဂရုတစိုက်ငှက်ထည့်နေပြီသူ့ကြည့်ရတာအရက်ငှက်နေတဲ့အတိုင်းပါပဲတကယ်တော့ရေစရာကြီးဒါပေမဲ့ချက်ကြီးမှာတော့ရေဖို့တတိတောင်မရပါဘူး ။ဆက်ကြီးအဖို့ဆရာဘာမင်းမေးရင်ဖြေလိုက်။ခိုင်းရင်လှုပ်လိုက်။တောင်းရင်ပေးလိုက်။ဘာမှအထွန်မတက်နဲ့။အထွန်တက်မိလို့အငေါ့ခံရပေါင်းလဲများလာပြီ။သူပြောတဲ့အတိုင်းရှောက်လို့လို့အကျိုးခံစားရပေါင်းလဲများလာပြီ။မခွက်ကိုချပေးနေတော့ဆရာဘာမင်းကဖန်ခွက်ကိုနှုတ်ခမ်းတက်ပြီးစတောက်ပါတယ်။ချက်ကြီးတည်တည်ချာချာတတိထားမိတယ်။ဆရာဘာမင်းဟာအတော်ပြင်းတဲ့ချက်အရက်ကိုတတိနဲ့တောက်နေတဲ့ပုံ။ တကယ်အစ်စ်လိုပဲမော့ချလိုက်ပြီနော်ရှက်ရှင်းဆိုသလိုမက်ခွက်ထဲကရေတကြိုက်ကိုကြပြကြရတောက်ချလိုက်တယ်ဘလို့လဲရေနဲ့ရေရောတောက်နေတာဒါပေမဲ့ရှက်ကြီးမှာအံဩတဲ့အမှုရာတော့မပြရဲပါဘူးအိမ်တွေရရနဲ့အလဲတိုင်းသားပြန်ထိုင်ပြီး ထိုင်နေလိုက်ရတယ်ဆရာပါမင်းက ပဲလော်ကျော်တုတ်ကိုစနီးနေပြီရှက်ကြီးမင်းလှုပ်ရှားရှိတာလို့ မင်းလောက်ဆရာရှိတာတာလို့ငါတော့ okay သွားပြီဆက်ကြီးခက်မြန်မြန်ပဲအိမ်နောက်ဘက်ကိုထွက်ခဲ့တယ်နေစမ်းပါဦးဆရာပါမင်းကဘလို့လဲပလင်းထဲမှာကြမ်းနေတဲ့အရက်နံလေးနဲ့ရေနဲ့ရောပြီးရတဲ့စိတ်ဖြစ်လုံနေတာကလားဒါလည်းမဖြစ်နိုင်ပါဘူးပလင်းကမြမေစေးထားလို့အရက်နံလည်းမရှိပါဘူးစိုးစိုးကနန်းအောင်နန်းကြည့်မိသေးတာပဲထားပါလေသူ့ဟာသူဘာလို့လို့ပေါ့ တရားပါမင်းလုံနေတာကိုအရင်ကချက်ကြီးနားမလည်ခဲ့ပါ ပြောလို့သာပြောရတယ်ချက်ကြီးအိမ်တွင်းအိမ်ပြင်လှုပ်ရှားရှိတာဆက်လို့ရင်တရားပါမင်းကိုလှမ်းလှမ်းကြည့်မိတာတော့အမှန်ပဲတရားပါမင်းကတော့မှန်မှန်ပဲပလင်းကဖန်ခွက်ထဲကိုငှဲ့လိုက်မော့ချားလိုက်မက်ခွက်ထဲကကြီးကိုမော့ချားလိုက်ပဲလော်ကြော်ကလေးစားလိုက်နဲ့သူ့ဟာသူတော့မိနေတော့တာပဲတခုတော့ရှိတယ်နော်ပလင်းတစ်ဝက်လောက်လဲကြိုရော် ဆရာဘာမင်းရဲ့မျက်နှာကြီးတစ်ခုလုံးဟာနှီးရဲလာတယ်။မျက်ထောင်တွေလည်းနှီးလာတယ်။ချက်ကြည့်တော့ဘလို့မှကိုနားမလဲတော့ဘူး။ကြာတော့ဆရာဘာမင်းတောက်နေတာကိုကြည့်ပြီး သူ့ဟာသူလဲသတွေးတွေမျိုးချမိတယ်။သူ့ကိုသူတတိထားမိသလားမထားမိသလားတော့မပြောတတ်ဘူး။နိုင်ဝက်လောက်ကြာတော့တပတ်လင်းပြတ်တာပဲ။ချက်ကြည့်ရေခမလာစမ်းမအောင်ကွာ။နောက်တပတ်လင်းထပ်ထပ်ပေးစမ်းမအောင်။ ။အော်ဟုတ်ကဲ့။ပလင်းထဲကိုတောက်ယူဦးတဲ့ကခြေတွေထပ်ဖြည့်ပေးနေတော့ဆက်ကြီးနည်းနည်းဆန်းကြည့်သေးတယ်။ဘာစဉ်းစားလို့ရမှာလဲ။ဒီကောင်ဘာကောင်မို့လို့ဓာတ်တွေနားလည်နိုင်မှာလဲ။မလိုပါဘူး။စဉ်းစားကြရလဲမလိုပါဘူး။ဆက်ကြီးကပလင်းကို ထင်းချူတက်တာပေါ်ပြန်ချပေးတာနည်းနည်းကယောကမဲဖြစ်သွားတယ်။နည်းနည်းပါ။ဒါပေမဲ့ခွေးမှသာဟောကြည့်ဆရာပါမင်းက ချက်ကြီးကိုစဆဲပြီ ဒါကိုတော့ချက်ကြီးကောင်းကောင်းသိတယ်။ဆရာပါမင်းမူးပြီးဆိုရင်အစဲကလေးပါလာတတ်တယ်။မမူးရင်ဘယ်တော့မှမဆဲဘူး။အခုဆဲပြီ။တေချာတာပေါ့။ဆရာပါမင်းမူးနေပြီ။မူးတာမှတော်တော်ကိုမူးနေပြီ။ခတ်တာကဘာတော့ပြီးဘာကြောင့်မူးရမှာလဲ။ဒါလည်းချက်ကြီးပဲသိမလဲ။ဘာဖြစ်ဖြစ်လေသူ့ဟာသူဘာကြောင့်မူးမူးသူကျင်နိုင်ရင်ပြီးတာပဲမဟုတ်လား။ ဆက်ကြီးအကြာကြီးအုံနောက်လျှောက်เสียမလိုပါဘူး။ဆရာပါမင်းခဏသာဆက်တောက်လိုက်ရတယ်။ပလင်းတဝက်ကျိုးသွားပြန်တယ်။ပဲလော်တုတ်လဲတံပကံများတဝက်ကျော်ပြုတ်သွားပြီ။ဘာအဆက်ဆက်မှမရှိပဲဆက်ကြီးကို ခွေးမာတာခွေးမာတာနဲ့တုံးလေးကွန်ဆဲပြီးပြီ။မျက်လုံးတွေလည်းအတော်ကြီးကြီးဝင်နေပြီ။ဘေးမှာချထားတဲ့အုတ်ထုပ်ကို ကောက်ကင်လိုက်ပြီ။ဆရာပါမင်းနေရာကထားလိုက်တယ်။ဖြတ်ကနေရုတ်တရက်ထားလိုက်လို့လားတော့မပြောတတ်ဘူး။ ရိုင်အောင်ရိုင်သွားလိုက်သေးတယ်။ကောင်းကောင်းမတ်တက်ရက်မိပြီဆိုတော့ရထောက်နေကြီးနဲ့ချက်ကြီးကိုကြည့်တယ်။ချက်ကြီးလည်းဘာပြောမလဲ။ဘာတောင်းမလဲဆိုပြီးပြန်ကြည့်ရင်စောင့်နေရတယ်။ဘာမှမပြောပါဘူး။ဘာမှလည်းမတောင်းဘူး။ဖြတ်ခနဲလှဲ့ကြည့်ပြီးချက်ကြီးရဲ့အိမ်ပေါ်ကဆင်းရင်လိုက်တယ်။သွားမယ်ကွာ။ဟုတ်ကဲ့ခမ။ဆရာပါမင်းအားရိုင်တိုင်းရိုင်တိုင်းနဲ့ထွက်သွားတယ်။ရှံဝမှာရိုင်သွားလို့ ခြံတိုင်ကိုကိုင်လိုက်သေးရဲ့ခဏနေမှသူ့ကိုယ်သူအနိုင်နိုင်ထိရင်ထွက်သွားတယ်တောင်ကုန်းကလေးကိုကြော်တော့မဲ့အချိန်မှာတိုင်းခွက်တောင်နင်းသွားသေးရဲ့ဆရာပါမင်းတောင်ကုန်းတစ်ဖက်ကိုရောက်ပြီးပျောက်ွယ်သွားတဲ့အချိန်မှာရှက်ကြီးတက်ပြင်းမချမိပါဘူးဘယ်တက်ပြင်းချနိုင်မလဲကြပြကြရာ ပလင်းလက်ကြံရှိရာကိုပြေးရတာကိုပလင်းကတဝက်တောင်ကြံနေသေးတာပဲရှက်ကြီးလည်းအာကောင်လျှောက်နေတာကိုသိရှိရှိနဲ့ထင်ရင်တခွက်ငှဲ့တောက်လိုက်တယ် မက်ခွက်ထဲကရေနဲ့မျောရှားလိုက်အမီးလေးစားလိုက်နဲ့လက်ကြံကိုရှင်းနေတယ်ဘာမှမကြလိုက်ပါဘူးပလင်းလည်းကုန်ပဲလို့ကြောပကံလည်းပြောင်းမက်ခွက်ထဲကရေတောင်မကြံဘူးခဏနေတော့ညမေလည်းပြန်ရောက်လာတယ်အမြဲတမ်းမိမကြောက်ရတဲ့ရှက်ကြီးကမူပြီးဆဲလို့တဲ့လေမယားနေရောက်ရန်ဖြစ်လိုက်ကြတာရှက်ကြီးနောက်စီကွဲသွားမှပွဲပြီးသွားတယ်ဆိုပဲဟုတ်ကဲ့ပါခင်ဗျာ ။စာရေးသူဆရာကြီးဝင်းဖေရေးတာတော့ရှက်ကြီးအတွက်အရင်လိုအမြင်ရတဲ့ဝိထုတို့လေးကတော့ဒီတင်မဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။ကိုဆက်လက်ပြီးတော့စာရေးသူဆရာညီမင်းညိုရေးတာတော့ဘူဘူဂျီလာလို့အမည်ရတယ်။ဝိထုတို့လေးကိုဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါတယ်ခင်ဗျာ။ဘူဘူဂျီလာရှင်းကိုကျမမပြောချင်လို့ကြည်နေတာကြာပြီ။ဒါကိုရှင်းကိုရှင်းအဟုတ်မှတ်မနေနဲ့။ကပ္ပဖလားတုံးကလည်းကပ္ပဖလားမဟုတ် ခုကမ္ဘာဖလာပြီးသွားတော့လဲပရီးမီးယားလိနဲ့လာလီဂါနဲ့စီရီအိနဲ့ဘောလုံးပွဲတွေအကြောင်းပြုပြီးတောင်းလိုက်ရတဲ့ဘီယာတွားလိုက်ရတဲ့ဟိုတယ်တွေညာကြီးအချိန်မတော်ဘောလုံးပွဲတက်တက်ကြည့်တာမှဟုတ်ရဲ့လားရှင်ကိုယ်တိုင်ကွင်းနဲ့ဆင်းပြီးဂိုးသွင်းဖို့ကြိုးစားနေတာလားကိုရုပ်ကိုလည်းကိုမှန်နဲ့ပြန်ကြည့်အောင်နကိုမလှမပမျက်နာက ဖော့တွက်နေပြီပြောလိုက်ရင်လည်းစင်ကြယ်စင်လက်နဲ့ ပြန်မပြောနားမထောင်အရွက်တိုက်ရတာနဲ့စိတ်အနှောက်အယှက်ဖြစ်ရတာနဲ့ကျမဘက်လည်းနည်းနည်းပါးပါးပြန်ခဲ့ကြည့်ပါဦးခလေးနှစ်ယောက်ကိစ္စကတစ်ဖက်ငွေရေးကြီးလောင်းငတ်အောင်စီမံခန့်ခွဲရတာကတစ်ဖက်နဲ့လူကဓာတ်လက်ပိုင်းလိုက်နေပြီချင်းမှာဘာထူးလဲအပြင်းမှာမတောက်ဖြစ်တော့လဲအိမ်ကပလင်းဖွင့်တာပဲချင်းကိုတန်ရောစင်ရှီလုံးလို့ရှင်လုံးလို့ပြောနေတယ်တော့ရှင်မထင်နေနဲ့ ကျမသားနှစ်ယောက်စောစောစီစီဖာတဆိုးလေးတွေဖြစ်ကုန်မှာဆိုလို့ရှင်တည်သွားလို့ကျမမုံဆိုးမဖျားတာအေးမကြည့်ဘူးကျမသားတွေအားငယ်စိတ်ဝင်ကုန်ကြမှာကိုပဲစိုးရိမ်တာကြီးသားဘဝတုန်းကလည်းကြီးသားဘဝမဟုတ်အိမ်တော်ကြတော့လည်းအိမ်တော်တဲ့ဘဝမဟုတ်ရှင်မှာစိတ်ညစ်လို့တောက်ရတာနဲ့ပျော်လို့တောက်ရတာနဲ့တငယ်ချင်းတွေပြန်ဆုံလို့တောက်ရတာနဲ့ဧကံပွဲလူမှုရေးမှုတောက်ရတာနဲ့ရှင်ကတပတ်မှာရှစ်ရက် ရာဟုပေါင်းပြီးမူးကျင်ယူးကျင်နေတဲ့သူ ပြောလိုက်ရင်တော့တားကြီးအတွက်အနာဂတ်ရည်မှန်းချက်ကဘလို့တားငယ်အတွက်ပညာရေးအစီအစဉ်ကဘယ်ဝါနဲ့လူကဖြင့်ခေါင်းတော်မထောင်နိုင်ဘူးနှစ်နာရီသုံးနာရီမိုးရှုပ်ညနေမှပြန်လာမနဲ့ကြလူကမထနိုင်မထနိုင်တော့အဲ့ရတဲ့ခွေနေညနေလေးနည်းနည်းဆောင်းတော့ပြန်ဖြည့်မှဖြစ်မယ်ဘာညာနဲ့တခါပြန်တော့ဒါနဲ့ပဲချင်းတန်းတရားလဲနေတာ ဒီပုံအတိုင်းဆိုရင်ရှင်ကြက်ကြက်လို့ရှင်အသက်ရှည်တရာအကြောင်းမရှိဘူးအလုံးမှာရထားတဲ့ရှင်နာမည်ကောင်းလေးလဲအခုဒီအရက်တွေဘီယာတွေကြောင့်ကုံတလောက်ဖြစ်နေပြီရှင်တငယ်ချင်းကိုထွန်းတယောက်လဲဒီလိုပဲရနဲ့တကောင်တောင်းရင်စားရင်နောက်ဆုံးတော့ KDB ကကောင်မလေးနဲ့မခွဲနိုင်မခွာရက်ဖြစ်ပြီမန်းနွယ်နဲ့ကလေးတုံးယောက်ကိုရက်ရက်ဆက်ဆက်ပြစ်ထားခဲ့တာလေဒါတွေရှင်းမျက်စိချင်းချင်းတင်ဖြစ်ခဲ့တာမဟုတ်ဘူးလား ကိုထုံးနဲ့ရှင်နဲ့ကငယ်ပေါင်းပလင်းတူဘူးဆိုတငယ်ချင်းတွေပဲဟာမိသားစုအပေါ်တာသမီအပေါ်တစ္ဆာမရှိတဲ့သူတွေရှင်ရောကိုထုံးလို့တဆိုင်ဆိုင်ကတယောက်ယောက်နဲ့ညှိနေပြီလားကျမကိုမတနာရင်နေပါဖြင့်သားနှစ်ယောက်ရဲ့မျက်နှာကိုတော့ရှင်ပြန်ကြည့်ပါအခုအကြီးကောင်ဆိုလေးတန်းရောက်လို့တိတက်တဲ့အရွယ်ဖြစ်နေပြီ။တားကြီးရှိမဟုတ်တာလို့ရှင်ကြက်ကြက်လောက်စီကလပ်ဘူးနဲ့ကွန်းရာထုတ်နဲ့ ဒီကြားနဲ့လူကမူးလာလိုက်သည်ခလေးတွေရှေ့ရှင်းဘာဆင်ကျင်မှုရှိတယ်လဲကွန်းတဖက်ဖက်တိကလက်မီတရဲရဲနဲ့ခလေးတွေကိုအတုမြင်အတက်တင်အဲ့ဒါပဲလုပ်နေကျမဘက်ကမရဝတ္တရားဘာများပြက်ကွက်နေလို့လဲတခြားမိန်းမတွေလိုနှလုံးသုံးလုံးကျမကစားတလားအိမ်ရဲ့စီးပွားရေးထိခိုက်အောင်ကျမဘာတွေလုပ်နေလို့လဲမိုးလင်းမိုးချုပ်တားနှစ်ယောက်ကိစ္စနဲ့ရှင်းဝေယဝိဆတွေပဲ အစဉ်ပြောင်းကျမလှုပ်ပေးနေရတာအခုဆိုအငဲကောင် သုံးနှစ်သားလေးတော်စက်လိတ်တောက်မယ်ဘီယာတောက်မယ်ပြောတတ်နေပြီအဲ့ဒါကလေးတွေရှေ့ချင်းအပြုတ်မှုအနေတိုင်းမစင်ကျင်လို့ကလေးတွေမျက်လုံးနဲ့ဆွဲနေတာပြောရင်ပြောတဲ့သူမောတယ်ရှင့်ခန္ဓာကိုယ်လည်းရှင်ပြန်ကြည့်ပါဦးလူကလူနဲ့မတူတော့ဘူးဝတ်တကောင်လိုဝဖိနေတဲ့ခန္ဓာကိုယ်နဲ့ပွားစီပွားရောင်းဖျော်ဖျဲကပြုတ်တကောင်ရဲ့ ရုတ်ထနေတဲ့မျက်နှာနဲ့ရှင်ဒူရုတ်ပြောင်းနေပြီဆိုတာရှင်သိရဲ့လားအနှိတ်ခမ်းမှမိုးလင်းရအောင်ရှင်ကကလေးကရှိလားအိမ်ရှိရာမဲ့မိသားစုမဲ့နေတဲ့သူလားပြောစမ်းပါကျမကိုပြောစမ်းပါအိမ်အောင်ရှိလင်ယောက်ျားတစ်ယောက်ကတနည်းနဲ့ကြွယ်ရပါမိန်းကလေးတွေနဲ့တညာလုံးအတူရှိနေပြီငါဖောက်ပြန်နေတာမဟုတ်ဘူးဆိုတဲ့စကားရှင်ပါဇက်ကပြောထက်ရအောင်ရှင်နဲ့တန်လို့လား ကာယကံမြောက်မကျူးလွန်ရဘူးပဲထားပါအောင်ဝစီကံမနောကံတွေလုံအောင်ရှင်ကအာသာဝေါကုန်ခန်းနေတဲ့သူတော်ရှင်ဖို့လို့လားရှင်တငယ်ချင်းကိုထွန်းဒီလန်းကြောင်းနဲ့ပဲနောက်ထပ်မရေငယ်ယူသွားတာလေကျမကိုမန်းနယ်လို့မိန်းမလို့ရှင်ထင်မနေနဲ့မန်းနယ်လို့တော့ကျမကတဲငင်းခံတဲ့နေရမှာမဟုတ်ဘူးကျမတို့မိသားစုနဲ့နာဆုံးချုံးတယ်လို့ရှင်ကိုလည်းတန်အောင်ကျမကလူသိရှင်က အချက်ခွဲပြစ်မှာ ကျမကိုမလုပ်ရဲလောက်ဘူးလို့တော့ရှင်ချော့မတွက်ထားနဲ့ရှင်ဖုံးထဲမှာမှတ်ထားတဲ့ကျယ်စင်းတို့ခရေတို့ပွင့်ဖြူတို့မီးလေးတို့နာမည်တွေကဘာတွေလဲကျမကိုငတုံးမငအမကြီးအိမ်ထဲကဘာမှမသိတဲ့ဟာမကြီးဆိုပြီးရှင်ထင်တိုင်းကျဲနေတာတွေကိုရက်တန်းကရက်ပါတော့ရှင်ကိုရှင် ပြုတ်ပြင်းတင့်ပြီရှင်ကိုရှင်တတ်မှတ်တင့်ပြီ ။လင်မယားစကားများရင်အကြီးကောင်ကရှက်တက်တဲ့အရွယ်မို့ကျမချင်းကိုမပြောပဲကြည့်နေရ။ရှင်ကအကန့်တက်လွန်းနေ။တရက်တလေမတောက်စားတဲ့ရက်ဆိုရင်လေအင်းရဲ့လောက်ကလေးနည်းနည်းပါးပါးမိမတတ်တအောင်ကူပြီးလောက်ကင်သေးမယ်စိတ်မကူဘူး။ရှားနဲ့တဆောင်မျက်နှာအပ်ပြီးတမေတမော ကော်ဖီတစ်ခွက်ပြီးတစ်ခွက်တောက်ပြီးရှင်ဘာမှကလည်းထိုင်ပေါ်ကဆင်းလို့လေ။တအိမ်လုံးကျမပြစီဘာမှရှုပ်မနေဘူး။ ရှင်စာအုပ်တွေပဲတအိမ်လုံးချုပ်ချက်ခတ်နေရာယူထားတာဒီမဲ့ကမ်းမဲ့ဒီနာတွေဒီနာထားဟိုနာတွေဟိုနာထားအိမ်သာတဲ့အထိစာအုပ်လိုက်ကောက်နေရမှာတော့ဘာကောင်းအောင်တော့မှာလဲပြောလိုက်ရတဲ့စာအကြောင်းတွေအကြောင်းဖတ်လိုက်ရတဲ့စာတောင်တွေမဂ္ဂဇင်းတွေတိတာကတခြားလောက်တာကတခြားအတိခောက်ခအဝင်နှန်းဆိုတာရှင်းလို့လူမျိုးကိုပြောတာနေမှာတူတောင်းလုံးလာတဲ့လူဘဝတဲ့ရှင်နဲ့ရတဲ့ ကျမဘဝကပို့လို့တူသွားပြီ။ကျမတင်းမှာရှင်ထောင်ရမရနဲ့။မတန်တနဲ့။ကျမလောက်ကောင်းနိုင်တဲ့မိမချင်ချာကြည့်ပါဦး။တကယ်လို့ကျမတေးသွားရင်လည်းရှင်ဖုံးတဲ့ကမီးလေးတို့၊ပွင့်ပြူတို့နဲ့ဆက်ပြီးရှင်စခန်းသွားမှာမဟုတ်လား။တွေးလေတွေးလေ။ရှင်ကိုကျမအသေးနာမှုလေပဲ။ရှင်နဲ့အိမ်အောင်ကြပြီးကြတဲ့ကကျမချင်းကိုဗာစိတ်ဒုက္ခတစ်ခုပေးခဲ့ဘူးလို့လဲ။ ကျင်ထားရနေဆေးရသွားကျင့်စိတ်တိုင်းကကျမနေခဲ့တာပဲမဟုတ်လားခင်ငွေလက်ဝတ်လက်စမဝတ်ရလို့ကျမရှင်းကိုဘန္ဒာကစိတ်ကွက်ခဲ့ဘူးတလေသားတွေရဲ့အနာဂတ်အတွက်နည်းနည်းပါးပါးစူးစမ်းရအောင်ပါယောက်ျားရဲ့လို့ဆိုတော့ရွှေလေးနှစ်ချက်သားမှပြည့်မယ်မကြံသေးဘူးရှင်းအရှိတော်ကြီးမစ္စတာ ဖာဂူဆန်နဲ့မန်ယူကြောင့်တရှိတယ်ကုံသွားတာပဲမဟုတ်လားပြောလိုက်ရင်ရှင်ကလေကြီးမိုးကြီးကိုကိုကိုလောင်းကစားဘရင်ကြီးလို့လို့ အာယုံရနေတဲ့ဘိုးတော်ကြီးလိုလိုနဲ့လှုပ်လိုက်တော့တလွဲကြီးပဲရှိတာလေးနဲ့ဝါအောင်လှအောင်စားလို့နေလို့ရရတဲ့အနေချိန်ကခွေးမိောက်ကြီးတော့ဆိုတဆောက်ကန်းတဆွတိုးလုံနေတော့အခုလည်းကျမမတည်ဘူးလို့ရှင်မထင်နဲ့အောင်ကပဖလားမှာရှင်ဘလောက်ချုံးခဲ့တုံးခဲ့လဲဆိုတာရှင်တပည့်ကျော်မောင်ဆိုးကတစင်ကျမအကုန်စုံစမ်းထားပြီးသားအဲ့ဒီအကျွေးတွေကို ကျင်းလောလောဆယ်၅ချက်တိုးနဲ့လက်သိပ်ထိုးဖြည့်ချင်းတယ်ဆိုတာကိုပါတိထားပြီးကျင်းဟာမိသားစုကိုမရှိတဲ့သူအိမ်တော်ရေးကိုအလေးမထားတဲ့သူသားတွေအပေါ်တောင်းဝန်မကျေတဲ့သူရှင်တက်ထားတဲ့ပညာတွေကအလကားပဲရှင်ဖတ်ထားတဲ့စာတွေကလည်းရှင်အတွက်သုံးမဝင်ဘူးမိသားစုဆိုတာကံတူအကျိုးပေးတွေဒါကိုရှင်နားလည်ရလားတက်တဲ့ပင်ကောင်းတော့ငှက်တက်တောင်းနားနိုင်တယ်လို့ အဲ့ဒီတစ်တင်က မကောင်းတဲ့အခါနားကိုစရာပျောက်ရမယ်ငှက်တတောင်းကိစ္စကိုလည်းရှင်မတွေးထားမိဘူးလားရှင်ကအခုတော့ကို့မယားကိုကိုနာမည်ပြောင်းပေးပြီးသော်ကားရောက်တဲ့အထိ ကျမဘောစိတ်ကုန်နေသလားဟမ်တရက်တရက်အိမ်ထဲကအိမ်ပြန်မထွက်နိုင်ပေမဲ့ဘဲခလုံးနှဲ့ရင်ဘဲမီးလင်းနေဆိုတာတော့ကျမနားလဲပါတယ်ရှင်ရဲ့နာမည်ပြောင်းအတိုင်းကျမကကျမသားနှစ်ယောက်ရဲ့အနာဂတ်နဲ့ရှေ့ရေးအတွဲဆိုရင် ဂျင်းကိုခွဲအသေးကိုနှုတ်ပြီးကဘာကြီးတကူလုံးတုံခါမြည်ဟီးသွားတဲ့အထိမိခင်မြတ်တာစိတ်ကိုဟေ့ကျွေးတက်တည်ပြရဲတဲ့မြမာပြေကတက်ရှိဘူဘူစီလာလူသားမိမစစ်စစ်တယောက်ဖြစ်တယ်ဆိုတာကိုဒါချင်းမြဲမြဲမှတ်ထားလိုက်မှတ်ချက်ဘူဘူစီလာဆိုဒီမှာ2010တောင်အာဖရိကကမ္ဘာဖလားဘောလုံးပွဲစဉ်များ၌ပရိသတ်များအတုံးပြုခဲ့သောအတန်ကျေလောင်စွာမြည်ဟီးသည့် လေမုတ်ခရတမျိုးဖြစ်သည်ညီမင်းတို့ဇဏန်တဲ့မဂ္ဂဇင်း2017ဇန်နဝါရီလဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှာချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ